။အီဂျစ်နိုင်ငံမှာပီရမစ်စုစုပေါင်း၁၀၀ကျော်ရှိပြီးတော့ပီရမစ်တွေကိုဘယင်ခေဦးစနစ်နဲ့အလဲခစ်တွေမှာဆောက်လုပ်ထားတယ်။ပထမဆုံးပီရမစ်ရဲ့နာမည်ကဂျိုးစာပီရမစ်ပဲဖြစ်ပါတယ်။တတိယဘယင်မင်းဆက်ဂျိုးစာပီရမစ်လက်ထက်မှာစတင်ဆောက်လုပ်ခဲ့တယ်။ဒါဆိုရင်ပီရမစ်တွေကဘယ်လိုမျိုးပေါ်ပေါက်လာလဲ။သမိုင်းပညာရှင်တွေလေ့လာတွေ့ရှိတဲ့အရာပီရမစ်တွေကိုပထမဆုံးစတင်ဆောက်လုပ်ခဲ့တဲ့သူကတော့ဂိတုကပညာရှင်အေဟိုတက်ဆိုသူပဲဖြစ်ပါတယ်။ ။ဒါဆိုရင်အင်ဟိုတက်ကဘုသူ့တပိရမစ်တွေကိုဆောက်လုပ်ပေးခဲ့တာဖြစ်မယ်။ဖာရောဘင်းဂျိုးစာအတွက်ပထမဆုံးပိရမစ်ကြီးကိုအင်ဟိုတက်ကဆောက်လုပ်ပေးခဲ့တယ်။အင်ဟိုတက်ကဘယ်လိုမျိုးအကြံရရလဲဆိုတော့ကြောက်တုံးလေးကိုတစ်ခုနဲ့တစ်ခုဆင်လိုက်တဲ့အချိန်မှာအဆောက်ဦးပုံတရံတရိကံပုံတရံပေါ်လာတဲ့အကြံကိုသူရရှိခဲ့တယ်။အဲ့ဒီအကြံတိုင်းသူကဆောက်လုပ်ခဲ့တယ်။သူရဲ့အကျံစီရဲ့ရလက်ကတော့နောက်ဆုံးမှာဂျိုးစာဘီရဲ့ဖလေကားတဲ့ပြရမကြီးစတင်ဆောက်လုပ်ဖြစ်ခဲ့ပါတယ် ဆောက်လုပ်ရတဲ့ရည်ရချက်ကတော့ဖာရိုဘီနေနောက်ဆုံးမှာတည်သွားတဲ့အချိန်မှာသူတို့ရဲ့ဝိညာဉ်ကကောင်းကင်ကိုတက်နိုင်ဖို့အတွက်ကြီးမားတဲ့လှေကားတဲ့ပုံတံခါးနဲ့ဆောက်လုပ်ထားခြင်းပဲဖြစ်ပါတယ်အခုလိုမျိုးအဟိုတက်ရဲ့အကျယ်စီအောင်မြင်မှုကလည်းနောက်လာနောက်သားအီဂျစ်လူမျိုးတွေရဲ့စံကဲရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်